အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ။ဘိုးကြီး channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ညမှာတော့စာရေးသူအောင်တုံရေးသားထားသောတဲမယောက်ျားဆိုတဲ့ဇာတ်လမ်းလေးကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီဇာတ်လမ်းလေးမစားတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပြီးဒီနေ့ကခေါင်းကောင်းလေးတွေနှိပ်သွားပြီးပို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။တဲမယောက်ျား ဆက်လေလေးတစင်းကမြင့်ပြဲကျန်တဲ့ရွေရွေခုံမောင်းလာတဲ့ဆက်လေကြီးပေါ်လာတဲ့အသက်40ခန့်လူကြီးတယောက်လည်းလိုက်ပါလာတယ်ဦးလေးကန်းကပ်ပြီဗျမစင်းတော့ဘူးလားဆက်လေမောင်းတဲ့လူငယ်ကမေးလိုက်ချင်းဖြစ်တယ်အေးဦးလေးမစင်းတော့ပါဘူးကွာဗျာဦးလေးကမစင်းတော့ဘူးဆိုရင်ဘယ်သွားမှလဲဗျဖြစ်နိုင်ရင်ငါတို့နိုးနဲ့လိုက်ခဲ့ပြရစီ ကိုလေးကသိကုတက်ပါတယ်။ကိုလိုပဲနေရီရွာတွေဘက်ကိုလိုက်ပြီးသိကုနေတာပေါ့ကွယ်။ဩတို့တို့ကတမန်ဖက်နေရွာကိုပြန်ကြားရမှာဦးလေးရဲ့။ဦးလေးလိုက်ရှင်းတယ်ဆိုရင်လည်းလိုက်ခဲ့ပေါ့ဗျာ။ရွာမှာနေမကောင်းတဲ့သူတွေလည်းရှိကြပါတယ်။ဦးလေးလိုက်ပြီးသိကုပေးပေါ့။တို့တို့ရွာကန်တွေကသဘောကောင်းကြပါတယ်ဗျာ။မန်းတလိုက်တာငါတူရ။ဦးလေးလည်းဖြစ်တလုံးအိမ်တိုင်းဘွားနဲ့ ဆေးလက်ကူနေတာကွယ်အကိုငါ့တို့ကရွာကိုလိုက်ခဲ့လို့ခေါ်နေမှာတော့ဥလေးဝမ်းသာလာပါပြီဥလေးကကောင်းတာလုံးနေတဲ့လူပဲဥလေးတို့ခိုးစရာနေရာမရှားပါဘူးဗျာတုတ်တဲ့နဲ့သာပြောပြောကြီးလိုက်ခဲ့ပေါ့ဗျာဥလေးနမီကဥတီလာတဲ့အသက်က52နှစ်ရှိပြီဥမာကဆွေမျိုးရဲ့လူတော့တိတ်မရှိပါဘူးငါတို့ရား ဆရာကြီးတင်ပေးထားတဲ့သိပညာတွေနဲ့ပဲနေကနယ်လဲပြီးသိကုစားနေရတာပါ။ဘုမမြင်ရလားဦးလေးအဲ့ဒါကျိုးတို့တမန်ဖက်နွယ်ရပါပဲဗျ။အင်းငါတို့တို့ရွာလေးကြည့်ရတာအေဂျင့်လိုက်တာဝဲ။ဥတော်ငါတို့တို့ရွာမှာအကြာကြီးသိကုပေးနေအောင်မပေါ့ကွယ်။ဟုတ်ကဲ့ဦးလေးစက်လေးလေတဖြည်းဖြည်းနဲ့ တမန်ရွယ်ရွာလေးတို့ကပ်လာလိုက်တယ်။ဦးလေးဒါကျိုးတုံးနဲ့လိုက်ခဲ့ရွာလူကြီးအိမ်ကိုလိုက်ဖို့ပြင်မယ်။ရွာလူကြီးအိမ်ကိုဘာလို့ဖို့သွားမှလဲငါတို့။ဩဦးလေးကလည်းဗျာရွာလူကြီးအိမ်ကိုဝင်ပြီးအကျိုးအကြောင်းရှင်းပြရမယ်လေ။ပြီးတော့ဦးလေးဆွေးကူရင်နေဖို့ထိုင်ဖို့အတွက်ပြောရဆိုရအောင်မယ်လေဗျာ။ဩဒါကြောင့်လား ဲဒါဖြင့်သွားကြတာပေါ့ကွယ်ဆက်လေမောင်းတဲ့လူငယ်လေးဆရာကြီးဥတီလာဂျွာလူကြီးအိမ်သို့လိုက်ဖို့ပေးလိုက်ကြတယ်ဂျွာလူကြီးမျိုးဂျွာလူကြီးဟာအာခင်နဲ့ထိပေါတို့ပါလေဟာအော်ကြီးဟိကျင်နေပြောကြရှိလို့ဝင်လာတာဂျွာလူကြီးရဲ့အများတော်ဟာဒါကသေးစရာဥသိလာတဲ့ ဦးတီလာကဒီရွာမှာခိတ္တခဏနေရင်သေးကိုကျင်လို့ရွာလူကြီးစီကနေခွင့်ပြုချက်လာတောင်းတာပါ။ဩသေးစရာကိုတွေ့ရတာဝမ်းသာပါလေဗျာ။ကျွန်တော်နမီကဦးတီပါလို့ခေါ်ပါလေ။တမန်တဲ့ရွာကိုအုပ်ချုပ်တဲ့ရွာလူကြီးပေါ့ဗျာ။ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါလေ။ရွာလူကြီးမင်းခမညာကျို့တို့လေနေတကားနယ်လဲပြီးတိတ်ကူသားနေရင်ဟိုဒီကဆက်လေမောင်းတဲ့လူငယ်တွေနဲ့ သမန်းညွာကိုဆေးကိုးဖို့လိုက်လာခဲ့တာပေါ့ဗျာတို့တို့ရွာကမျိုးနဲ့အလန်းဝေးတယ်လို့ရေလန်းခေးကိုပဲအာကိုနေရတော့အေးနဲ့အကြောင်းဆိုဒုက္ခရောက်ရတာပေါ့ဆရာရဲ့ကုန်းလန်းနဲ့သွားလို့တော့ရပါရဲ့ဒါပေမဲ့ဒီရွာတော်ဝိုင်းမှာကားနဲ့တူတာဆိုလို့ပေါ်ကားတောင်မရှိပါဘူးဗျာတခါတလေလေလေရတဲ့သွားရင်ပို့ထိလာရင်လမ်းမရင်အသက်ဆုံးရှုံးရတာကြီးပါပဲဗျာအခုလို့ကျွန်တော်တို့ရွာကို စိတ်စရာတယောက်ရောက်လာတော့ကြွားရဲကျဲမာရီအတွက်စိတ်မပူတော့ဘူးပေါ့ဗျာဟုတ်ကဲ့ကျွန်တော်လည်းတမန်နယ်ရွာတဲ့ကနာမကျန်းဖြစ်နေတဲ့သူမှန်သမ ्या ကိုစေတနာထားပြီးကုသပေးသွားမှာပေါ့ဗျာတာတုပါဗျာတာတုတာတုဒါနဲ့ဘာလူကြီးကိုပြောရအောင်မယ်ဆရာဦးဒီလာနေဖို့ထိုင်ဖို့ဘာလူကြီးဘလို့စိတ်ကူးထားလေဗျအေးဟုတ်သားပဲတခင်ပြောမှတတိယရတယ် ဒီလိုလို့ကွာပိုရီကစေးစရာဦးတီလာကိုကြွားလေကငွေဘူးအိမ်ကိုခေါ်သွားငါကတဲခိုင်းတယ်လို့ပြောလိုက်အချိန်ဘလောက်ကြာကြာနေပါစေနေခွင့်ပေးလိုက်လို့ပြောလိုက်နော်ကြားလားပြောလိုက်ပါမယ်ကြွားလူကြီးကဲစရာဦးတီလာကျောတုံးနဲ့လိုက်ခဲ့ပါဥဒုလာနေရမယ့်အိမ်ကိုလိုက်ပြပါမယ်အေးကွယ်အေးအေးပုံဝဲဘူးပုံဝဲဘူးမလဲထိပေါ့ ။ဖယောင်းကိုဆင်းခဲ့ပါအောင်ဗျာ။တို့ပြောစရာရှိလို့။ဟေးခနာဆောင်ငါဆင်းလာခဲ့မယ်။ပုံဝင်ဘူးလေအိမ်ပေါ်မှာဆင်းလာပြီ။ဘာကိစ္စလဲထိပေါ့။ဘာလူကြီးကပြောခိုင်းလိုက်လို့ဗျာ။ဟိုဒီကဦးလေးကသေးစရာကြီးဥတီလာတဲ့။သူကဒီရွာမှာတည်ရင်သိကုမယ်တဲ့လီ။အဲ့ဒါရွာလူကြီးကဟိုဒီကဆရာကြီးဥတီလာကိုပုံဝေဘူးအိမ်မှာတဲခိုင်းလိုက်လို့ဒါပြီးပြောတာဗျာ။ ဟင်ဘာလို့ကြီးကတဲခိုင်းမှာတော့ငါခွင့်ပြုရတော့မှာပေါ့ကွာဒီကဆရာဦးတည်လာလေတွေ့ရင်မလွတ်လွတ်နဲ့လဲနေလို့ရပါတယ်ဒီအိမ်မှာတို့ကတရားဥထဲနေတာဗျာအမအားနဲ့ရစရာမရှိပါဘူးကျေးဇူးတင်ပါတယ်ငါတို့ရဲ့အခုလို့ကုလေးကို နေထိုင်တဲခိုးဝင်ပေးတဲ့အတွက်ကျေးဇူးပါကွယ်မလိုပါဘူးဆရာဦးတည်လာရဲ့ကဲဆရာဦးတည်လာ တို့တို့ကိုပြန်ကွင်းပြုပါအောင်မြာ။ကောင်းမပင်ငါတို့တို့။ကခင်နဲ့ထိပေါက်တို့လည်းကုံဝယ်ဖို့အိမ်မှာထွက်သွားကြတယ်။ဆရာနေဖို့အတွက်အခန်းပြမယ်။ကျုံးနဲ့လိုက်ခဲ့ပါ။အေးကွယ်အေးအေး။ကုံဝယ်ဖို့လည်းဆရာဦးတီလာအင်ပေါ်တို့ခေါ်သွားလိုက်တယ်။ဒီအခန်းကဆရာဦးတီလာနေဖို့အခန်းပဲ။တခုခုအစီမပြေရင်ကျုပ်ကိုလာပြောလို့ရပါတယ်။အာ လိုပါဘူးကွယ်မလိုပါဘူးအဲ့ဘုံနေကြရတာနဲ့တင်လုံလောက်နေပါပြီကဲတို့အောက်စင်ပြီလုံးကြရှိတာလုံးလိုက်အောင်မယ်ဗျာဆရာဦးတည်လာလဲအနားယူလိုက်အောင်ပေါ့အေးကွယ်ဆရာညောင်းညဖြေလိုက်အောင်မယ်ဘုံဝေဘူးလဲအိမ်ပေါ်မှာပြန်ဆင်းလာခဲ့တယ်ဆရာဦးတည်လာလဲရွယ်ထားကြီးလွယ်လေးတဲမှာစိတ်ဓာတ်လေးတည်တည်လေးတလုံးအားထုတ်ယူပြီးကြီးနေလိုက်တယ်ဆရာဦးတည်လာရောက်ပြီးနောက်တနေ့ ဂျာထဲမှာအမျိုးသမီးတယောက်အော့အန်တစ်ဖြေထိတ်လိုက်ကူပေးရတယ်။အာမမပူပါနဲ့အစားမလို့ဖြစ်တာပါ။ကြာပေးတဲ့ဆေးလေးကိုမနက်တီချိန်ညချိန်တိုက်လိုက်ရင်တက်တာသွားမှာပါ။သေးသူတင်ပါလေဆရာ။ဒါဒါပေမဲ့ဆရာတွင်ဆေးဖို့လိုပါဘူးကွယ်။အစိမပြေမတော့ဆေးဖို့လေပေးနေဖို့မလိုပါဘူး။ဆရာကမေတ္တာစေတနာနဲ့ကူပေးတယ်လို့သဘောထားလိုက်ပါ။ ကျေးဇူးလပါတယ်ဆရာကျောက်ကိုကတော်ပြရစင်တော့ဟာမဟုတ်တာမကတော်ပါနဲ့မဟုတ်ပါဘူးဆရာရေတကယ်လေးစားကြည့်နေလို့ကတော်တာပါဘာကမျိုးသမီးလဲဆရာကြီးဥတီလာထိုင်ပြီးချစ်ကိုကတော်လိုက်တယ်နေချင်းညာချင်းပင်စေးစရာကြီးတင်းကအမန်းနဲ့ရွာကလေးအတွင် ပြန့်နှံ့သွားတော့တယ်သူ့အချိန်မှစ၍ဆရာဥတီလာကိုအိမ်မှာပင်းသည်အိမ်မှာပင်းသည်နေ လက်မလဲအောင်ပင်ကုသပေးရတော့တယ်။တချို့လူနာရှင်များကဆရာကြီးဦးတီလာကိုငွေကြေးဖြင့်ကတော့ကြသလိုတချို့သောလူနာရှင်များကတော့အခါချင်းငွေမတက်နိုင်၍လက်အုပ်ချီမိုပြီးကတော့ကြတယ်။ယခုလည်းအိမ်တိုင်ကနေဆရာကြီးဦးတီလာကိုပင်သွားကြတယ်။မကျင်နေဘူးမကျင်နေဘူး။ဟင်လူနာကရိုးရိုးမဟုတ်ပဲအနာဘာဝဝင်ဘူးကတ်နေတာကိုလို့တော့ပါအောင်ဆရာ ုံသမီးလေးကိုခဲပါဦးအားမမဘူးပါနဲ့ဆရာရှိပါတယ်ဟေးအခုဝင်ဘူးကတ်နေတာဘယ်သူလဲဘာကြောင့်ဒီမင်းကလေးကိုကူကတ်နေရတာလဲမနမီကအေးကျွဲ့ဟေးအေးကျွဲ့ငါအစားမစားရတာကြားနေလို့ဒီကောင်မကိုဝင်ဘူးလိုက်တာငါ့ကိုအမဲသားတပိတ်တာနဲ့မင်းကျွေးရင်ကျွေးမကျွေးရင်ဒီကောင်မရဲ့ဝင်းကြီးကိုနှုတ်ပြစ်ပလိုက်မယ်ဟေး ရင်စားခြင်းနဲ့အမေသားတပိတ်တာစားရစီရမယ်ဒီမိန်ကလေးကိုတော့အသက်ချမ်းသာပေးပါလို့ဆရာမြစ်တာရက်ခံပါတယ်ဒီညနေစောင်းတာနဲ့ရင်စားခြင်းတာစားရလိမ့်မယ်ငါကတိပေးတယ်ကောင်းပြီလေရင်ကိုယ်တိုင်လာကြွေးရမယ်အေးငါမကြွေးလို့ကတော့ဒီမိန်မအသက်ကိုငါတာဝန်မယူဘူးဟေးတရဲလေပူကတ်နေရာမှာထွက်သွားတယ်ဝင်မှုခန့်နေရာတိအမျိုးသမီးလေလဲကျသွားလိမ့်တယ် ။သမီးသမီးတတိထားပါဦး။အားမမဖြစ်ပါဘူး။တရေဝင်ဘူးတာအချိန်ကြာသွားလို့မေးသွားရုံပါ။ဆရာကိုရေတကွာခတ်ပေးပါ။ဟုတ်ကဲ့ဆရာ။လူနာမျိုးသမီးမိကလေးရေတကွာအားခတ်လာပြီ။ဆရာဦးတီလာကို ပေးလိုက်တယ်။ဆရာဦးတီလာလေရေအနှဲငယ်ကိုယူပြီးမင်္ဂလေးမျက်နှာနဲ့ခနာကိုနေရာအဆုံးအားရေနှင်းတောက်လိုက်တယ်။ဟင်း တတိယလာပြီဆရာသမီးသမီးကျင်းမေသမီးဘာဖြစ်တာလဲဟင်သမီးပြင်ကနေပြန်လာပြီမအရေးပူးခန့်ရတာလीဒီဆရာကျေးဇူးကြောင်းအမေသမီးအသက်ချမ်းသာသွားရတာကွဟင်ဟုတ်လားမေသမီးလေအိမ်တဲဝင်ကန်ဒီကောင်းကောင်းမိုက်ခနဲ့မူးသွားတာပဲအဲ့ဒီနောက်ဘာမှမသိတော့ဘူး ကဲဝရကတရေမအေးကျွဲ့ပြောသွားတာခမားလေးကြားမှာပါဒီနေ့ညနေသူ့ကိုမဲသားတပိတ်တာနဲ့ခမင်းကျွေးရလိမ့်မယ်အဲ့ဒါအားလုံးစင်းသေးလှုပ်ထားပေးပါညနေစောင်းတာနဲ့ဆရာနောက်တစ်ခေါက်ပြန်လာခဲ့မယ်ထိတ်ကြပါဆရာဆိတ်ချပါဒီမှာအားလုံးစင်ထားပါမယ်သမီးဆရာကိုကတော်လိုက်အောင်လीဟုတ်မီတရေဖူးခန့်ဒီအမျိုးသမီးကဆရာဦးတီလာကိုကတော်လိုက်တယ် ကဲဆရာပြန်ပြီဟုတ်ကဲ့ဆရာညနေဆောင်တော့ဆရာဦးတည်လာလဲတိတ်ခုပေးခဲ့တီအိမ်မှာမဲသားတပိတ်တာနေထမင်းများယူပါဂျာပြင်းတို့တယောက်တည်းထွက်လာခဲ့တယ်သမမ်းမဲ့ရွာအပြင်ကသမာပင်ကြီးအောက်ရောက်တဲ့နေဆရာဦးတည်လာကလွယ်ထဲမှာတက်တာလေးဟာအဖုံးဖွင်းလိုက်တယ်ဟိုကတက်တာထဲမှာမမဲအခုံးဝေးတွေများထွက်ပေါ်လာပြီးတဲမကြီးတကောင်ဖြစ်သွားတယ် မိမကြီးဒီမှာမင်းအတွက်စားစရာတွေငါယူလာခဲ့တယ်။ဘောင်းအောင်စားတော့သဲမကြီးရဲ့ခန္ဓာကိုယ်ကမိကျွမ်းထားတကယ်တူမဲတုနေပြီးအဝေးစားလုံးဝမပါပဲ။ဗလာနဲ့ထိဖြစ်နေတယ်။မိမစားကွာဘောင်းအောင်စား။နောက်နေ့လေငါလာကျွေးလဲမယ်။မင်းကသာဒီရွာကလူတွေကိုနာမကျန်းဖြစ်အောင်လုပ်ပြီးဒါဆိုရင်မင်းစားဖို့အတွက်အပူရတော့ဘူးပေါ့ကွာ။ ကဲစားပြီးရင်ငါနဲ့ပြန်လိုက်ခဲ့တော့ကြလူတွေမြင်သွားရင်အတို့အတွက်မကောင်းဘူးဆရာဦးတည်လာလေဝဲထဲမှာတက်တလေးအားထုတ်ပြီးအဖုံးပြန်ပိတ်လိုက်တယ်ထိုကားတဲမကြီးလေမမဲအဝင်များပြီးတက်တတွေပြန်ဝင်သွားလိမ့်တယ်ဆရာဦးတည်လာလေဆံမပြတ်နေပြီးပုံဝေဘူးအိမ်သူပြန်လာခဲ့တယ်ဟာကြာကြီးဦးတည်လာပြောလို့ကျောင်းကလိုက်ရှာနေတာ ဘယ်တွေသွားနေတာတော့ဆရာကြီး။ဩမနက်ကစေကူခဲ့တဲ့မိန်းကလေးတယောက်ကိုပလဝင်ဖို့ပြီးအစာတောင်းတယ်လေ။မမှုခဲ့တဲ့တရေကဆရာကိုယ်တိုင်လာကြွေးရမယ်ဆိုလို့သွားကြွေးတာပါ။ကဲဆရာဦးတီလား။ပြီးရင်ထမင်းစားကြမယ်ဗျာ။တုပ်အားလို့အစင်သင်းလှုပ်ထားတယ်။ကောင်းပါပြီ။သေးလွယ်အေးလေးသွားထားလိုက်ပါဦးမယ်။ပြီးတာနဲ့တန်းစားကြတာပေါ့။ ဆရာဦးတီလာလည်းအင်ဘိုးသို့တက်သွားပြီးမကြခင် ပြန်ဆင်းလာကကုံဝေပူးနေသူထမဲသူစားလိုက်ကြတယ်။ထမဲစားပြီးကုံဝေပူးနေဦးတီလာလည်းစကားထိုင်ပြောနေကြတယ်။တောင်းလောက်ကြစကားပြောပြီးတော့ကိုနိုင်ခန်းကြောင့်မှအင်ဘော်တက်၍အိရတဲ့ဝင်ခဲကြတယ်။ကုံဝေပူးလည်းတနေကုန်ပင်မထား၍ခေါင်းပေါ်လဲလိုက်သည်နှင့်ချက်ချင်းအိပ်ပျော်သွားတယ်။ညလေပိုင်းခန့်ရောက်တော့ ပုံဝဲဖို့အပေါ်သွားခြင်းလာတဲ့ပြေအခန်းထဲမှာထွက်လာခဲ့တယ်။ဒေကားနဲ့ကလေးရဲ့အခန်း၌ဆရာကြီးဥတီလာနေသည့်အခန်းပင်ဖြစ်တယ်။ပုံဝဲဖို့လည်းဆရာကြီးအိမ်မောကြနေခြင်းဖြစ်သည့်အတွက်အတမပေးခြိတံဖွားဖွားနေပြီးဒေကားမှဆင်းလိုက်တယ်။ပရမလေကားတစ်ထည့်အလုံးဒုတိယလေကားထစ်တို့အယောက်ဆရာကြီးဥတီလာခန်းထဲမှာစကားပြောတဲ့တီလုံးကြားလိုက်ရတယ်။ပုံဝဲဘူးလေရုတ်တရက်စဉ်းစားမိလိုက်တယ်ဒီအင်ဂျီထဲမှာ ငါနဲ့သူနဲ့နှစ်ယောက်တည်းပဲနေကြတာပါဆရာဦးတီလာဘယ်သူနဲ့စကားကြီးပြောနေပါလေပုံဝေဘူးလေသိကျင်စိတ်ကပြင်းပြလာသဖြင့်ထင်ရန်ပေါင်းမချောင်းကြီးရဲ့ဆုံးဖြတ်လိုက်တယ်မိမရဲ့ဒီနေ့ညတော့တိခတ်လိုက်ပါအောင်ကွာနှက်ပြန်ကြရင်မင်းစားကျင်တဲ့အမဲသားကိုအာကျံဖယ်ပြီးကျွေးပါမယ်ကွာမင်းကသာဒီရောက်ကလူတယောက်ယောက်ကိုပြူစားထားလိုက်အဟုတ်လာပင်းကြလိမ့်မယ် အဲ့ဒီခါကျမှမင်းစားကျင်တဲ့အမဲသားငါကျွေးမှာပေါ့မိမရာဟေးဦးဒီလာကတစ်တာလေးကိုကြည့်ပြီးပျောက်တဲ့စကားတွေပြောနေပါလားပြီးတော့သူပြောနေတဲ့အထဲမှာကျွာတွေကတယောက်ယောက်ကိုပြူစားထားလိုက်ဆိုပါလားမဟုတ်မှလည်းရောဦးဒီလာကြီးကတကယ်ဆေးစရာအစီဟုတ်ရမတူဘူးအောင်လန်းနဲ့တိုက်ပြီးဒိုရသားတွေစီကနေအင်းလေစားနေတာပဲဟုတ်ပြီ ငါဒီအတိုင်းနေလို့မဖြစ်တော့ဘူးသူ့အကြောင်းကိုတခြားသူတွေပါတီသွားအောင်ငါပြောပြရမယ်ဘုံငယ်ဘူးလေသေးစရာရောင်ဆောင်ထားသည်ဥတိလာအကြောင်းစုံဟာသိရှိသွားလိမ့်တယ်ငွေဘူးမင်းပြောတဲ့ကိစ္စကတေချာရဲ့လားဓွာလူကြီးရဲ့တုတ်ကမဟုတ်ပဲပြောပါမလားဗျာမျက်စိနဲ့တအံ့မိလို့ငါပြောပြတာပေါ့ဗျာပြီးတော့ သေးသေးအရောင်ဆောင်ပြီးတို့တို့ရွာကိုလှုပ်ရှားနေတာကိုတော့တို့နည်းနည်းလေးမှသိမခန့်နိုင်ဘူးဘာလို့ကြီးပုံဝေဘူးပြောတာဖြစ်နိုင်တယ်ဗျဘာလို့လဲဆိုတော့ဒီသေးသေးကြီးစားရောက်တဲ့နေကလေးကတို့တို့ရွာမှာနေမကောင်းတဲ့သူနဲ့ဝမ်းလျှောတဲ့သူတရေဘူးခံရတဲ့သူနဲ့တနေ့တမျိုးမယိုးအောင်ဖြစ်နေတယ်မလားဒီရွာမှာသေးသေးဆိုသူတယောက်ပဲရှိတော့သူ့ကိုပင့်ပြီးကုသကြရတယ်ဒီ ပြီးတော့ဈေးကူးလို့ရတဲ့ငွေရဲ့လူနာရှင်တွေစီကနေတရေစားဖို့ဆိုပြီးတောင်းတောင်းနေတဲ့မဲသားတွေထမင်းတွေကသူ့မိမကိုကျွေးပစ်တာနေမှာပေါ့ဗျာဖိဘောက်ပြောတာမှန်တယ်ရွာလူကြီးရဲ့ဦးတီလာကတစ်တာလေးကိုကြည့်ပြီးမိမမိမနဲ့စကားတွေပြောနေတယ်ဆိုတော့သူ့မိမကတရေပဲဖြစ်လိမ့်မယ်ဗျာဟင်းဒီတိုင်းဆိုရင်သူ့ကိုအားရွာမှာဆက်ထားလို့မဖြစ်တော့ဘူး တော့ကနေအများဆုံးနှင်ထုံးမှာဖြစ်တော့မယ်။ဒါပေမဲ့သူ့ကိုဘလို့နင်းနေရွာကနေနေထုံးကြမလဲရွာလူကြီး။ဖိပေါက်ပြောသလိုပဲရွာလူကြီးသူ့ကိုဘလို့နှင်ထုံးမလဲ။အခက်ပါဘူးကွာ။အမှအကျန်ရှိပါလေ။ဘလို့မျိုးလဲရွာလူကြီးရဲ့။မင်းတို့အချိန်တိုင်းတော့တီးရမှာပေါ့ကွာ။နောက်တနေ့မနေ့ရောက်တော့သမန်းရွာလူကြီး ဦးတီပါတယောက်စိတ်ကန်းတို့ရောက်လာတယ်။ဟေးထိပ်ပေါ့။ငါကိုရခနောင်းရောက်လိုက်ဖို့ပြီးစမ်း။ဘာမလို့သွားမလဲရွာလူကြီးရဲ့။ကိုရောက်မြင်းသိမှာပေါ့ကွာ။ဟုတ်ကဲ့တက်ပါရွာလူကြီး။ထိပ်ပေါ့လေ။ဆက်လျာခက်မက်မက်မောင်းနေပြီးရခနောင်းရွာကိုဦးတီပြီးမောင်းနေလာခဲ့တယ်။အကြမီးရခနောင်းရွာစီတို့တက်လေပြီးရောက်လာခဲ့ကြတယ်။ ။ထိပ်ပေါက်မင်းငါနဲ့လိုက်ခဲ့။ဟုတ်ဟုတ်ရွာလူကြီး။ထိပ်ပေါက်လည်းရွာလူကြီးဥဒီပါနောက်မှခတ်တတုတ်လိုက်လာခဲ့တယ်။ဥဒီပါကကျေးမှာခြေလန်းကျဲကျဲကြီးဖြင့်ရှောင်းနေတဲ့ပြင်ထိပ်ပေါက်လည်းဥဒီပါကိုမှီအောင်နောက်မှမနေလိုက်နေရတယ်။ရွာလူကြီးဥဒီပါကအင်ကြီးတဲ့ရင်ရှိကိုရောက်တော့ဆရာမင်းခိုင်ဆရာမင်းခိုင်ဟာ ဥဒီပါပါလားဒါဗျာအိမ်တဲဝင်ခဲ့တယ်ဘာလို့ကြီးဥဒီပါလဲအိမ်တဲဝင်လာခဲ့တယ်ဥဒီပါနောက်မှာထိပေါက်လေလိုက်ပါလာတယ်ဟိုင်မာဥဒီပါရဲ့အကျန်းရည်လေးတောင်းတော့အခုလာတဲ့ကိစ္စကအရေးကြီးတယ်ဆရာမင်းခိုင်အာကိစ္စများလေဥဒီပါဒီလိုဆရာမင်းခိုင်ရဲ့အခုကျုပ်တို့ရွာမှာစစ်စရာရောင်းဆောင်ထားတဲ့လူတယောက်ရောက်နေတယ်လေ စားကားတော့သူ့ကိုဆွေးစရာအစ်စ်ထင်ပြီးရွာမှာနေခိုင်းခဲ့တယ်။နောက်တော့သူရောက်လာတဲ့နေ့ကစပြီးရွာမှာတရဲဘူးနဲ့ဘူးဖျားကြနာကြနေပြွာလုံးလက်မလျအောင်သူ့ပဲကုပေးရတယ်။အဲ့လိုကုတဲ့အခါတိုင်းတရဲကအစားစားကျင်လို့ပူကတ်တာပါ။သူ့ကျင်းနဲ့အောင်အမဲသားတပိတ်လောက်လောက်ကျွေးလိုက်ရင်အလုံးပျောက်ကင်းသွားမှာပါဆိုပြီးအမြဲတမ်းပြောပြီးကုပေးခဲ့ရတယ်။နောက်တော့သူ့တဲတဲ့အိမ်ကမောင်ဝေဘူးကသူ့အကြောင်းအလုံးတည်ပြီးကျိုးတို့ကိုပြန်ပြောပြန်ပါ။ သူ့ကြောင့်အလုံးသိခဲ့ရတယ်။ဆရာမင်းခိုင်ရဲ့အဲ့ဒီဆရာရောင်ဆောင်ထားတဲ့လူနမီကဥတီလာတဲ့သူ့မှာတိတ္တကလေးတဲသေးလေးတလုံးရှိတယ်လို့ငွေဘူးကပြောပြပါတယ်။အဲ့ဒီတိတ္တလေးကိုကြည့်ပြီးဥတီလာကမိမရေ ဆိုပြီးလူဝေးချိန်မှာစကားတွေထံပြောနေတတ်တယ်။သူပြောတဲ့စကားထဲမှာလေမိမရေမင်းမဲသားစားခြင်းနောက်နေရွာတွေကလူတရားရောက်ကိုပြူစားလိုက် အဲ့ဒီလိုဆိုရင်သူ့ကိုမပြင်းမနေဓာပင်ကြလိမ့်မယ်တဲ့အဲ့ခါကျရင်မင်းစားခြင်းနဲ့အမဲသားဆားရလိမ့်မယ်တဲ့ဗျာအခုလိုသူ့ကိုရွာကနေနှင်ခြင်းပြင်မယ်သူကဘာမှမသိသေးတော့ကြောက်နေရတယ်လေဒါကြောင့်ဒီကိစ္စကိုကင်တွယ်နိုင်မယ်ဆရာမင်းခိုင်စီကိုပဲတန်းလာခဲ့တာပဲဗျာအေးဦးဒီပါပြောတဲ့အတိုင်းဆိုဒီလူကြီးကအောင်လန်းပညာတမဖြစ်နိုင်ဘူးဗျဘလို့ဆရာ ဟုတ်တယ်ဗျဦးတိလာတာအောက်လန်းပညာတဲ့အစ်စ်ဆိုရင် သူကိုယ်တိုင်ပဲရွာတွေကလူတွေကိုပြူစားမှာပေါ့ဗျာအခုဟာကတိတ္တာတွေက သူမိမကိုပြူစားခိုင်းနေဆိုတော့သူမိမကပဲအောက်လန်းပညာတဲ့ဖြစ်လိမ့်မယ်ဗျာနားမရှင်းလို့မေးပြရစီဆရာမေးပါမေးပါဖိပေါ့မေးလာမိမေးကုန်းကိုဆရာမင်းခိုင်နားဆွန့်လိုက်တယ်သူမိမကတရေလို့ပြောသည် ဘလို့လို့အွန်လိုင်းပညာတဲ့ဖြင်းနေရတာလဲဆရာ။ဩဒါလားဖြေကရှင်းပါတယ်။သူမိမကလူသားတေသွားပြီမယ်။ပညာမတေဘူးဗျ။အဲ့ဒီခါသူ့ရဲ့အရိုးတွေကိုသူ့ပညာနဲ့တရေဘွားမှာဆက်ပြီးနေနိုင်အောင်အတတ်ပညာနဲ့လှူထားတာပေါ့ဗျာ။ဩဒီလိုကိုဆရာမင်းခန့်ကူညီပေးပါ။ဒီလူကြီးကိုကျိုးတို့ရွာကနေအမြန်ဆုံးနှင်းထုတ်ပေးပါ။ ိတ်ကြပါဘူးဒီပါကျွန်တော်လာပြီးဖြည့်ရှင်းပေးပါမယ်အာကိုပါတယ်ဆရာရဲ့အာကိုပါတယ်ဆရာမင်းငိုင်လေဖိတ်ပေါက်မောင်းလာသည်ဆက်လက်နေအတူသမန်းရွာသို့လိုက်လာခဲ့တယ်ဘာလို့ကြီးညကြရင်ဘယ်သူမှရွာပြန်မထက်ဘူးစိတ်စိတ်စိတ်ပြောပေးထားပါဟုတ်ကဲ့ဆရာမင်းခိုင်ဆေးဆရာကြီးဥတီလာကတော့လူနာအိမ်တွေသို့လှည့်ပြီးဆေးကိုရင်တနေကုန်ကုန်သွားခဲ့ကြတယ် ညနေဆောင်တော့ဦးတည်လာတဲ့လုံနေကြအတိုင်းမဲသားနဲ့ထမင်းများယူပြီးရွာပြင်သို့ထွက်လာခဲ့တယ်။ရွာပြင်ကတမပင်ကြီးအောက်သို့ရောက်တော့သုံးဆန်အတိုင်းတက်တလေးကိုခွင်းလိုက်တယ်။တက်တအတွင်မှာတရဲမကြီးထွက်လာပြီးဦးတည်လာကျွေးသည့်အမဲသားနဲ့ထမင်းကိုစားတောက်လေတယ်။ဟိုချင်းဆရာမင်းခိုင်လေပုံအောင်နေရာမှာထွက်လာပြီ။ကဲဟိုဒီနာနာဘဝတရဲမကိုလုံးဝလုံးလို့မရအောင်ချုပ်စီ ဥတည်လာလေရုတ်တရက်ပေါ်လာသည့်ဆီယာမင်းခိုင်ဟာတောင်ပီးကြီးနေမိတယ်ဥတည်လာဘေးနိုင်ရှိတော့တဲမကြီးကတော့ဆီယာမင်းခိုင်ဤအဆောင်များကြောင့်တုတ်ရှား၍များတော့ပြီမေးဘက်သူလေအားကြောင့်ငါအလုပ်ကိုဝင်နောက်ရှေ့ရတာလေဒီမှာဥတည်လာခမားကဓမီနဲ့လူနဲ့တခြားစီဖြစ်နေတာပဲအားကြောင့်အပြေမရှိရဲ့ရွာသားတွေအပေါ်မှာနေလေပြီးစားတောက်နေတာလေ နောက်ပြီးခမရဲ့အောင်လန်းတဲရဲမအကူကြီးနဲ့ဂျွာသားတွေကိုတရပိတရဲ့ဒုက္ခရောက်အောင်ပြုလုပ်နေတဲ့အတွက်ကြုံရောက်လာခဲ့တာပဲ။အော်မင်းကငါအเจ้าကို အားလုံးသိပြီးနေပြီကို။မမငင်းပါဘူး။ငါသူများပေါ်လိမ့်လေလေပြားခဲ့တယ်ဆိုတာအမှန်ပါပဲ။ဒါပေမဲ့ငါမယုံပါခင်ဘူး။ဒါငါရဲ့ကိုချင်းတရားပဲ။ဒီမဲ့ဥတီလား။ခမရအတွက်ပြင်စင်ချင်းတွေအများကြီးကြံပါသေးတယ်။ ောင်မကျသေးခင်မှာခမရလုံးရက်တွေရက်တန်းကရက်ပြီးကောင်းကောင်းမွန်မွန်နေထိုင်စားတော့ပါခမရရဲ့သေပြီးသားမိန်းမကိုလည်းတက်တန်းဆွဲမနေပါနဲ့သူ့ရဲ့အချုံတော်တွေကိုဖြည့်စီပစ်လိုက်ပါတော့ဦးတိလားဘုံကမဖြည့်စီပေးနိုင်ဘူးငါသက်တင်ရင်တောင်မှပေါ့မင်းတို့တွေရဲ့လက်ထဲမှာတော့ငါသက်ကိုမသေးခံနိုင်ဘူးဒီတော့ငါဟာငါပဲဦးတိလားကလွယ်ထဲမှာဓမြောင်ဖေးသူ့ကိုသူသားပြေထိုးကအဆုံးစီရင်သွားတော့တယ် ယောက်ျားယောက်ျားသေမကြီးကဥတီလာကိုကြည့်ပြီးဟောရင်ငိုကျွေးနေတယ်ကဲခမည်းယောက်ျားကတော့ငရဲကိုဆင်းသွားပြီအခုခမည်းအလဲပေါ့ဆရာမင်းခိုင်ကတစ်တလေးအနည်းတို့ရောက်လာပြီးတထဲမှာအင်ဂျက်တစ်ချက်ပြီးပြစ်ပေါက်လိုက်တော့တယ်အာမလုပ်ပါနဲ့ပူတယ်အင်ဂျက်ထိမှန်သွားပြီးဘုံခွနဲ့အတန်ကြီးနေတူ စ်တားလေးမှာမိများဆွဲလောင်သွားတယ်။ထို့အတူတရဲမကြီးလည်းမိလောင်ပြကြပြီးပြောက်ွက်သွားတော့တယ်။နေရကလည်းပြီးဒေလဲစားတော့နေသည့်ဥတီလာနဲ့သူ၏မိမအောင်လဲတရဲမလေးဆရာမင်းဟိုင်လက်ချက်ဖြင့်မဟာဝစီငရဲကိုစင်အားတော့တယ်။တရဲမယောက်ျားဆိုတဲ့ဇလန်းလေးကတော့ဒီမှာရင်ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ခမညာ။နားစင်သူပြိတ်သည်များ ကိုစိတ်နှပြရွှေလန်းချမ်းမြေကြပါစေခင်ဗျာ။